မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဒီကနေ့မွန်လွဲပိုင်းအချိန်မှာလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြင်းကလင်းသတင်းကတော့မြန်မာနိုင်ငံသခိုင်းမြို့ကိုဒီကနေ့မွန်လွဲပိုင်း12:52မိနစ်အချိန်မှာဗဟိုပြူပြီးတော့လှုပ်ခတ်ခဲ့တဲ့ ခုနှစ်တက်သမခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းထန်တဲ့ငလျင်ကြောင်မန္တလေးမြို့နယ်သကိုင်းမြို့အထူးကိဆုံးဖြစ်ပြီးတော့ကုညီကယ်ဆယ်ရေးမြောင်းလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမှာအဆောက်အုံတွေအကုန်စောင်းပြီးတော့ပြိုကုန်တာမြို့ထဲမှာတင်တော်တော်များတဲ့ Grey Wall Hotel မြေဆုံ Hotel နောက်ပြီးတော့မြို့လေကောင်ကတိုက်တယ်လဲစောင်းကုန်တယ်အများကြီးပဲအခုတော့ကုညီကယ်ဆယ်ရေးတွေကပိတ်မိနေတဲ့သူတွေရှိနိုင်ပါတယ်။ကျွန်တော်တို့လည်းအတွေ့အကြုံမရှိဘူး။ကုညီကယ်ဆယ်ရေးတွေလိုအပ်နေပါတယ်လို့မန္တလေးဒေသခံ Pride သမားတို့ကပြောပြထားပါတယ်။သကိုင်းမြို့မှာအထက်မြင့်တိုက်တာနဲတဲ့အတွက်အ အပြာစီးတရင်များကိုမသိရှိရသေးတော့လဲသခိုင်းတရာအဟောင်းကတော့လုံးဝကိုပြိုကျသွားပြီဖြစ်တယ်လို့သိရပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းမှာလဲမိုင်းတိုင်အမှတ်360အပါအဝင်လမ်းတစ်လျှောက်မှာပျက်စီးလျက်ရှိတယ်လို့သိရပါတယ်အောင်ပန်းမှာလဲအောင်ပန်းဟိုတယ်၃တက်တိုက်ပြိုကျသွားပြီးတော့ပိတ်မိနေသူများလဲရှိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့မန္တလေးမြို့မှာဒီကနေ့မွန်လွယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလျင်ကြောင့်မဟာမြတ်မွန်ွေဖျားကြီးစိန်ဖူးတော်မြေခခဲ့တယ်လို့သာသနိကအဆောက်အုံတချို့ပြိုကျပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မက်စလာ28ရက်နေ့မွန်လွယ်ပိုင်း7:40မိနစ်ဝင်းကျင်မှာငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့သခိုင်းမန္တလေးအပါအဝင်နိုင်ငံတော်ဝန်မှာငလျင်ဒဏ်ကိုခံစားခဲ့ရတယ်လို့ဆိုပါတယ်ငလျင်ဒဏ်ကြောင့်မန္တလေးမြို့အနှံ့ကအဆောက်အအုံအများအပြားပြိုကျပျက်စီးပြီးတော့နောက်ဆက်တွဲအနေနဲ့တချို့နေရာတွေမှာမိလောင်ကျွမ်းတွေကလူသူထိခိုက်ပျက်ဆုံးတာတွေလည်းရှိနေတယ်လို့မြို့ကန်တွေကပြောပါတယ်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာရှိတဲ့မန္တလေးတက္ကသိုလ်တိုင်ချုံလုံးခေါ်ပင်မအဆောက်အအုံကြီးပြိုကျကတက္ကသိုလ်ဝင်းထဲမှာလည်းမိတွေလောင်နေတယ်လို့မန္တလေးမြို့အနှံ့က ဟိုတယ်တွေဖျားစီတီတွေ ဖုန်ကြီးအကြောင်းတွေနဲ့အိုးအိမ်အဆောက်အုံတွေအများပြားပြိုကျပြီးတော့နောက်ဆက်တွဲမီးလောင်နေတယ်လို့မြို့ကန်တွေကလည်းပြောပါရယ်အဆောက်အုံတွေပြိုတာမီးလောင်တာတွေကမြို့အနှံ့မှာပဲနောက်ဆက်တွဲငလျင်အသေးလေးလဲဆက်ပြီးတော့လှုပ်နေလို့လူတွေလည်းကြောက်နေကြရတယ်လို့မြို့ကန်တို့ကပြောပါရယ်မြန်မာနိုင်ငံအတွင်းမှာဒီနေ့မက်စလာ28ရက်နေ့မွန်လွဲပိုင်းမှာအင်းအားပြင်းတဲ့ငလျင်လှုပ်ခတ်ခဲ့တာကြောင့်သခိုင်းမြို့နဲ့မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့သခိုင်းတရာအင်းဝတရာလည်းပြိုကျပျက်စီးခဲ့တယ်လို့မန္တလေးကတရုံလေးစိမ့်နဲ့မြို့ပေါ်ကအိုးအိမ်အဆောက်အုံအများပြားပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။ငလျင်တန်းကြောင့်ထိခိုက်ပျက်စီးမှုအသေးစိတ်အခြေအနေတွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ American Bloom လေးလာရေးအသင်း USGS ရဲ့အဆိုအရဒီကနေ့ငလျင်နှစ်ချိန်လောက်ခတ်ခဲ့တာဖြစ်ပြီးတော့ပထမအချိန်ကပြင်အား8.8 Richter scale ရှိကစနမနဲ့အကြာမှာထမှန်လုတ်ခတ်ခဲ့တဲ့ဒုတိယမြောက်ငလျင်ကတော့ပြင်အား6.4 Richter scale ရှိပြီးတော့မြန်မာထိုင်း Bangladesh India လာအိုတရုတ်နိုင်ငံတွေကိုလည်းတက်ရောက်မှုရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်မြင်းကလေးသတင်းကတော့မန္တလေးမြို့မှာရှိတဲ့ရွှေဘုံရှိန်ဗလီမှာဒီကနေ့ဝစ်ပြုတ်နေတဲ့အချိန်ငလျင်လှုပ်ခတ်မှုကြောင့်ဗလီပြိုကျသွားပြီးတော့အ ਨੇ စုံပြည်သူ၁၀ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝစ်ပြုတ်နေတဲ့အချိန်မှာပြိုကျသွားတာပါ။ဗလီအဆောင်၃ခုလောက်ပြိုကျသွားတာပိတ်မိနေတဲ့သူတွေရှိတော့အခုတော့၁၀ဦးထက်မနည်းသေသွားပါပြီ။သေတဲ့အရေးဘက်ကတော့များနိုင်တယ်။ရွှေဘုံရှိန်ဗလီကတော့ပြိုကျသွားပါပြီလို့ဗလီပြိုကျမှုအတွက်လူမှုကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒီကနေ့မွန်လွဲပိုင်းမှာလှုပ်ခတ်သွားတဲ့အလွန်ပြင်းထန်တဲ့ငလျင်ကြောင်မန္တလေးတက္ကသိုလ်ပြိုကျပြီးတော့မီးလောင်နေတော်လဲညှိမ့်သက်မဲ့သူမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတက္ကသိုလ်ကငလျင်ကြောင်ပြိုကျပြီးတော့မီးလောင်နေပါတယ်။တခြားနေရာတွေမှာလည်းတစ်မျိုးလုံးနဲ့မီးတွေလောင်နေတာတက္ကသိုလ်ထဲမှာစာစစ်နေတာတွေရှိတယ်။ဆရာဆရာမတွေအများကြီးပဲလို့တက္ကသိုလ်ဆရာမတဦးကပြောပြထားပါတယ်။လက်တလုံးငလျင်ကြောင်မန္တလေးတက္ကသိုလ်အတွင်းမှာလည်းထိခိုက်ဒဏ်ရာရရှိသူတွေများပြားကြောင်သတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ဒီကနေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလျင်ကြောင်းနေပြည်တော်လေစိတ်ရဲ့လေချောင်းထိမ့်သိရဲ့တောင်ဝရိုင်းကျိုးချသွားပြီးတော့တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းများအလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေချောင်းထိမ့်သိရဲ့တောင်ဝရိုင်းကျိုးချသွားတာအဲဒီမှာအလုံးလုံးနေတဲ့ဝန်ထမ်းတွေအလုံးတေဆုံးသွားပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောပြထားပါတယ်။ဒီကနေ့မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းနေပြည်တော်တစ်ခုလုံးမှာအပြက်အစီးအလုံးများပြားပြီးတော့တေဆုံးမှုများရှိနေတယ်လို့သိရပါတယ်။ဒါပေမဲ့စရင်အတိအကျကောက်ယူရန်ခက်ခဲနေပြီးတော့လမ်းများ အလုံးဟာလည်းပြည့်စည်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ် တင်ဆက်ပေးရမယ့်သတင်းကတော့ပြင်အားခုနှစ်သသမခုနှစ် raster scale အဆင့်ရှိတဲ့မလီယံလှုပ်ခတ်မှုကြောင့်နေပြည်တော်မှာရှိတဲ့စစ်ရုံးချုပ်ထဲကအဆောက်အုံများလွတ်တော်ခလာရ85တပ်ရုံတိုင်းစစ်ဌာနချုပ်ရုံအပါအဝင်နေအိမ်အဆောက်အုံများစွာလည်းပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗိုလ်ကြီးစင်ရောကနေပြည်တော်စစ်ရုံးချုပ်ထဲမှာအဆောက်အုံတော်တော်များများပြိုကျသွားပါတယ်။အထူးကရှိတယ်လို့ကြားတယ်။ပြီးရင်နေပြည်တော်တိုင်းစစ်ဌာနချုပ်ရုံ တိုင်းအုပ်ချုပ်ရေးမှူးရုံးအပါအဝင် စစ်ဘက်ဆိုင်ရာအဆောက်အဦတွေပြိုကျကုန်တယ်ပြင်မနာမျိုးလေကခလိုက်ရ85တပ်ဟောင်းကလည်း တပ်ရင်းဌာနချုပ်ရုံးအပအဝင်ကျန်တဲ့အုပ်ချုပ်ရေးမှုရုံးလူနေအဆောက်အဦတွေပြိုကျကုန်တဲ့အထူးကိစ္စရင်းကတော့စုံစမ်းနေစေဖြစ်ပါတယ်လို့ပြောပြထားပါတယ်လွတ်တော်အဆောက်အဦအပအဝင်လွတ်တော်နားမှာရှိတဲ့ဝန်ထမ်းအင်အားများလည်းပြိုကျပြီးတော့ပေါင်းလောင်းဆယ်အပ်သွားတဲ့အတွက်ဆယ်ကျိုးမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်ရေးဖောက်ချမဲ့စာများကိုလည်းတင်ထားတာကိုတွေ့ရတယ်လို့၎င်းကရှင်းပြထားပါတယ်နေပြည်တော်ကဒေသခံတအုပ်ကအိမ်ကတော့တတ်အိမ်ဆိုတော့အကုန်လုံးကျွေပြားတွေအကုန်ကွာကျကုန်တာပါပဲတိုင်နေလည်းအကုန်ရိုက်ထွက်ကုန်တဲ့ဘိုးတိုင်းအစ်တစ်တလုံးကို9ဒိန်းတန်လောက်ဝယ်ထားတာ တထွာလောက်ကြီးကိုကွဲသွားတာတော်တော်လေးကိုချမ်းပါတယ်အသေးပြတ်တော့မချမ်းမိသေးဘူးမြေကန်းတော်စစ်တောင်းမြေအရှိတ်ဘက်က အုတ်ဖို့စောင်းဆိုတဲ့ကြေးရွာမှာတော့မြေတွေအကွဲကုန်ပြီးတော့ရေတွေတောင်ထွက်တယ်လို့ပြောတယ်။ဆယ်တွေပါတွေကျိုးမှာစိတ်ပူရတယ်လို့ပြောပြထားပါဗျ။ဒါအပြင် မြို့မစင်း၊တပြေကုန်းစင်း၊ကြောက်မြတ်ရတနာပြတိုင်း၊ Ocean Seaway Center အပါအဝင်နေအိမ်အများပြားလည်းပြည့်စုံမှုရှိခဲ့ပြီးတော့ဒေသခံများကလည်းမိမိတို့နေထိုင်ရာအိမ်ပြည့်စုံမှုများကိုလူမှုကွန်ရက်ပေါ်မှာတင်ထားသလိုလမ်းများလည်းပြိုပြက်ကဖုန်းလိုင်းအဆက်အသွယ်တွေလည်းပြတ်တောက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးရွှေမူဆဲစားတော့ဆိုင်နဲ့လူနေအိမ်ပြိုကျသွားပြီးတော့လူများပိတ်မိနေပြီးမိသက်တအူးအုတ်ကြီးနဲ့ယာယီမှုတချို့ကလာရောက်ကြည့်ရှုကဲဆယ်ရန်လှုံ့ဆော်နေကြတော့လေ ်ပစ္စည်းကရိယာမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလီရင်ကြောင်းမန္တလေး36လမ်း80 82လမ်းကြားမှာရှိတယ်ရွှေမူဆယ်စားတောက်ဆိုင်နဲ့နေအိမ်အလုံးလိုက်ပြိုကျသွားပြီးတော့အထွေးထဲမှာလူလေးဦးထက်မနေပိတ်မိနေတယ်လို့သိရပါတယ်အိမ်ကအလုံးလိုက်အနောက်ဘက်အိမ်ပေါ်ကိုပြိုကျသွားတာလေးယောက်တော့ပိတ်မိနေတယ်ကဲဆယ်ရေးကတော့မရှိဘူးအခုတနအိကျော်နေပြီးအုတ်ကြီးနဲ့ယာအိမ်မှုတချို့မိသက်တအုပ်ပဲရှိတယ်ဘာပစ္စည်းကရိယာမှလည်းမရှိဘူးလို့ဒေသခံပြည်သူတို့ကဆက်လက်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမှာမက်လာ28ရက်နေ့မွန်လွယ်7:50မိနစ်ဝင်းကျင်မှာအင်အား9.8ပမာဏရှိတဲ့အလုံးအပြည့်နဲ့ငလျင်လှုပ်ခတ်အပြီးမှာ ဆက်နံမိနစ်ခန့်အကြာသခိုင်းမြို့ရဲ့တောင်ပပိုင်း16ကီလိုမီတာခန့်အကွာမှာဗဟိုပြုတ်ပြီးတော့အင်အား6.4ရေစတာစကေးနဲ့ငလျင်နောက်တစ်ကြိမ်ထပ်မံလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အားပြင်းငလျင်ကြီးကြောင့်သခိုင်းမန္တလေးနေပြည်တော်တောင်ကြီးဘကိုးမြို့တို့မှာလူသေဆုံးမှုများနဲ့ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးတော့အလွန်အားပြင်းတဲ့ငလျင်ရဲ့နောက်ဆက်တွဲငလျင်ငယ်လေးများလှုပ်ခတ်နိုင်တဲ့အတွက်ကြောင့်ရိုင်းနဲ့သွားတဲ့အဆောက်အုံကြီးများအထက်မြင့်များမှာဆက်ပြီးတော့မနေကြဘူးနဲ့ငလျင်ကြောင့် ဆက်တာတမန်များအိုက်ကွဲမှုရှိမရှိကိုစစ်ဆေးပြီးတော့လိုအပ်ရင်ကြိုတင်ပြီးတော့ရွှေ့ပြောင်းကြဖို့နဲ့တချို့ဒေသများမှာငလျင်ကြောင့်တဲများအေးပြောခြင်းများဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုပြီးတော့နေထိုင်ကြပါရန် ANUG ကသတိပေးထုတ်ပြန်ထားပါတယ်။အင်အား9.9 register scale ရှိတဲ့အလွန်အားပြည့်တဲ့ငလျင်တန်းကိုမြန်မာနိုင်ငံအတွင်းမှာမန္တလေး၊မင်းမြို့၊တောင်ကြီး၊စကိုင်း၊မုံရွာ၊ရွှေဘိုမိုးကုတ်တီဘောလာရှိုကျောက်မဲနေပြီးတော့ပင်လောင်ရွာငန်ပကံညာဦး ပခုတ်ကူမကွေမင်းတုံပြီပေါင်းတယ်ဓနုပြူဒေဒရဲ့မအူပင်မြောင်းမြဖြပုံလက်ပတ်တာညောင်တုံဟင်းတရဘကူတိုက်ကြီးရန်ကုန်မော်လမြိုင်ဖအံမြောင်းဝရီကရင်နီရေဒဝဲဘိတ်မိုးနယ်ဒေဒရဲ့တိုက်ကြီးဟင်းတရအပါဝင်မြို့များစွာဟာငလျင်တန်းကိုခန်းစားခဲ့ရပြီးတော့အိန်းကြီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘန်ကောက်ချင်းမိုင်နဲ့မဲဆောက်မြို့တို့မှာလည်းငလျင်တန်းကိုခန်းစားခဲ့ရတယ်လို့သိရပါဗျ။လက်ရှိမှာငလျင်တန်းကိုမန္တလေးနဲ့စကိုင်းဒေသဟာအပြင်းထန်ဆုံးခန်းစားခဲ့ရပြီးတော့လက်တလောအချိန်ထိကိုအဆောက်အုံများထဲမှာလူများပိတ်မိနေဆဲဖြစ်ပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းများစွာလိုအပ်နေပြီးဘေးလွကင်းတဲ့ပြည်သူများအနေနဲ့ဘေးအန္တရာယ်အတွင်းမှာပိတ်မိနေတဲ့ပြည်သူများကိုပြည်သူအချင်းချင်းကူညီကယ်ဆယ်ပေးကြပါရန်မြစ်တာရက်ခံတိုက်တွန်းနှိုးဆော်အကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်များကနေလွတ်မြောက်ပြီးအကြမ်းဖက်ဆစ်အာနာရှင်စနစ်စိုးကြီးအောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ